အေးဖေနော်လုံးလုံးလာတော့တော်တော့နော်မတောင်းနိုင်ဘူးအေးမင်းမနဲ့ပတ်သက်တဲ့အမှတ်တရအကုန်လုံးငါဖြတ်စီးပြစ်ဟိုမင်းကလေးနဲ့ကျွန်တော်ပုံမှန်တော့ရန်မဖြစ်ဘူးကျွန်တော်ကအဲ့လိုပြောတခွန်းတခွန်းပြောပြောပြရင်ကျွန်တော်အဲ့လိုထွက်သွားပြီပေါ့နော်တိတ်တိတ်အိမ်မှလည်းမပြောဘူးအဲ့လိုအေးရအေးကြောင်းပဲနေတာအတင်းလိုက်ရံဖြစ်နေတဲ့သူမျိုးဆိုရင်တော့လူစကားတော့မပြောရင်နဲ့ကောက်ပက်လိုက်အဲ့ရင်နဲ့ပက်လိုက်အေးတော့အောင်ပါကျွန်တော်အလုံးအေးတော့ငြိမ်တော့အောင်ပါနော်နေနာမှနေရတယ်အရန်ဘူးလောင်တယ်တက်လားအဲ့လိုပေါ့ကျွန်တော်ခက်အေးအေး အဲနဲ့ပဲရှင်းလိုက်တာများပါတယ်ဒီမှာတော့ရေနဲ့ပတ်လို့မရဘူးဒီမှာဒီမှာပြန်ရံဖြစ်ရတယ်ပေါ့နော်ပြန်စီရဟိုအားရပါတယ်ဟိုဒီ character လေးကဟိုနည်းနည်းကွဲသွားတယ်ပေါ့နော်ကျွန်တော်ခါတိုင်းလုပ်တဲ့ခက်အေးအေးခက်ပြပြော character မဟုတ်တော့ဘူးနော်ဒီမှာတော်နည်း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 မားတယ်ပေါ့နော်မားတဲ့ခံလေးရှိတယ်ကျဲရတဲ့ခံလေးရှိတယ်ပြီးတော့အဲအသိလည်းကောင်းမနေဘူးပေါ့နော်သူကသူကဝေခွဲမရ အဲဟိုလိုလိုဒီလိုလိုဒါပေမဲ့တကယ်ဆိုတော့အားလုံးကိုလည်းအဲချစ်တယ်ဒါပေမဲ့အဲ့လိုသူသူ့ကိုပူချစ်ရမှလည်းမသိဘူးပေါ့နော်ပြီးရင်အဲ့လိုညံတုံးတာတော့မဟုတ်ဘူးဒါပေမဲ့သူကဟိုစိတ်များတယ်ပေါ့နော်စိတ်များပြီးတော့ကိုဝေခွဲလို့မရဘူးမပြတ်မပြတ်မသားပေါ့နော်အဲ့လိုဝေခွဲမရအဲ့လိုပုံစံလေးတွားတာလေးကကျွန်တော်သဘောကျတယ်အဲ့လိုပုံစံလေးတိကျဆောင်ရတာ ါတိတ်မကြုံဘူးပေါ့နော်အရင်တော့တစ်ဖက်ဆိုတစ်ဖက်ပဲဒါကြတော့ဟိုလိုလိုဒီလိုလိုဟိုတယောက်လိုလိုဒီတယောက်လိုလိုအမေလိုလိုညီမလိုလိုအဲ့လိုလေးဆိုတော့ဘာလို့ကျွန်တော်တော့ပြောတယ်စစ်တစ်ဆောင်ဟုတ်ကဲ့ဟိုဒီရှင်တို့လေးကို maybe အတွက် agree ယူသွားတာတယောက်ပေါ့နော်သူချက်တာတယောက်ပေါ့အဲ့လိုလေးနဲ့သွားတာဘာဖြစ်စိတ်များတဲ့ စိတ်များတဲ့ character လေးပါ။ဒါဖြင့်ကျွန်တော်အဲ့လိုသဘောကျတယ်သူများတော့မသိဘူးကျွန်တော်လည်းကိုယ့်ကိုယ်သဘောကျတယ်။အပြာများဆိုအဲ့လိုပေါ့နည်းနည်းတော့ဟိုပါပေါ့နော်နည်းနည်းအပြောဆိုခံရတာပေါ့နော်အပြောဆိုခံရတယ်တခါဆိုင်ကိုယ်ကြည့်မရဘူးပေါ့နော်ကြည့်မရတာတော့ကိုယ်အမြင်ကတ်တာတော့ဖြစ်တယ်နော်ကျွန်တော်ကအဲ့လိုလေးလက်မြဲစေချင်တယ်တခါဆိုင်ကိုယ်အမြဲတမ်းအကောင်းကြီးပဲမြင်နေတာကြတော့ကျွန်တော်ဟိုပွင့်လင်းပြောရင်ကျွန်တော်တိ့ဆောင်နေနေကြတော့ရိုးတာပေါ့နော်ဒါကြီးပဲမြင်နေဆိုရင်တမျိုးတည်းမမြင်စေချင်ဘူးအမျိုးမျိုးမြင်စေချင်တယ်သူကကိုယ်အမြင်ကတ်ရှင်ကတ်ဒါပေမဲ့ကိုယ့်ရဲ့ ဟိုစူးစမ်းမှုလေးကိုတို့အဲ့လိုမျိုးမြင်နေဆိုတော့ဘာဖြစ်ကိုအပြောင်းလဲလေးဖြစ်သွားတယ်ကိုလှုပ်တာလေးကဟိုအရာရောက်သွားတယ်ဘာလို့မခံစားရပါလဲအေးအဲ့လိုမျိုးလှုပ်ရတယ်လှုပ်တာစဉ်းစားမရှိဘူးမှလှုပ်တာအော်ငါနေဖုန်းလေးကိုယူကြည့်မရနဲ့စဉ်းစားမရှိဘူးဖြစ်သွားတော့လားအဲဘယ်အားရလဲဆိုတော့ရန်ဖြစ်ရတော့အားရပါတယ်ကျွန်တော်ခါလေးဆိုရန်တိတ်မဖြစ်ရဘူးလေဇလန်းထဲမှာရန်ဖြစ်ရနေရောက်ကြချင်းချင်းပဲဖြစ်တယ်မိကလေးဆိုရင်တိတ်ဖြစ်လေဖြစ်တာမရှိဘူးပေါ့နော်ဒီကားထဲမှာတော့ဆုတဲ့နဲ့ကျွန်တော်ကအဲ့လိုဆက်နေချီထိုးရတယ်လို့ပဲသူက အများတန်းရံဖြစ်ပေါ့နော်အဲ့တည့်ရရိုက်တဲ့ဆင်းကလည်းအိမ်အိမ်ခန်းထဲမှာရိုက်တဲ့ခန်းညာလည်းကျွန်တော်နေ့တော့ဆုပြီးကြရအဲ့ရက်တွေဆိုရင်အားပါကုန်သွားတယ်ပေါ့နော်လူကတော်တော်ဆုတဲ့ကလည်းအရင်ရံဖြစ်နိုင်တယ်လူကလည်းအဲ့နဲ့ကျွန်တော်သူသူ idea မှုကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်အားလုံးအဲ့ရံဖြစ်ရတဲ့ခန်းလေးတွေကျွန်တော်တို့ငင်းရခုံရတဲ့ခန်းလေးဆိုရင်ကျွန်တော်သဘောကျတယ်ဟိုကြည့်ရတဲ့သူတွေလည်းအဲ့ကြည့်ပြီးစိတ်ရှုပ်ဝင်လို့ထင်ပါတယ်သူစိတ်ရှုပ်သွားရင်ကျွန်တော်ပေါ့နော်ကျွန်တော်တို့တော့ကျွန်တော်နဲ့ပါတယ်အဲ့လိုတိကျဆိုရင်အဲ့လိုဟိုတက်တက်တတလေးပဲပို့ပေါ်ပါလေးပဲမလုပ်ချင်တော့ကျွန်တော်တို့ကြောက်လေး item ကိုကျွန်တော်တို့ သူစားပန်းစားလေးတော့လုပ်ကြည့်ရှင်တယ်ဒါမှလည်းလောက်အောင်နှက်တယ်ပေါ့နော်ကြည့်ရတဲ့လူကလည်းသူတို့အစ်စ်တစ်တွေမတူတာလေးတွေကျွန်တော်စူးစမ်းရတယ်ကိုသူတို့ပို့ပြီးတော့ခံစားနေကြတာပေါ့အဲဆုတက်ရောကျွန်တော်အားလုံးပေါ့နော်ရှိသမျှအားလုံးလည်းစူးစမ်းတယ်အဲဆုတက်ကတော့သူရန်အဖြစ်အဆိုးပေါ့နော်သူ့ရဲ့လူတိုင်းနဲ့သူ၁၀ခန်းမှ၈ခန်းတော့ရန်ဖြစ်ရဆိုဆုတက်ကတော့ပိုပင်မှန်းတာပေါ့ဒါပေမဲ့အားလုံးကအရန်စူးစမ်းလိုက်တဲ့အတွက် ဟိုဘာဖြစ်လူတွေအဲ့နောက်ကိုပါလာလို့ကျွန်တော်ကထင်ပါတယ်သူတက်လည်းအရင်ဒီကားမှာသူအတွက်မမရပိုဖြစ်သွားတယ်လို့ထင်ပါတယ်အေးပြီနော်လောလောလာလဲတော့တော်တော့နော်မတောင်းနိုင်ဘူးအဲ့မင်းမနပတ်တဲ့အမှတ်ကြီးအကောင်လုံးဖြတ်စီးပြစ်ဟိုမင်းကလေးနဲ့ကျွန်တော်ပုံမှန်တော့ရံမဖြစ်ဘူးကျွန်တော်ကအဲ့လိုပြောတခွန်းတခွန်းပြောပြောပြရင်ကျွန်တော်အဲ့လိုထွက်သွားပြီပေါ့နော်တိတ်တိတ်အိမ်မာလည်းမပြောဘူးကျွန်တော်အမျိုးရင်းနဲ့လည်းတိတ်အဲ့လိုညင်းလေးမရှိဘူးရံလည်းမဖြစ်ဘူးအဲ့လိုရံဖြစ်ဘူးတဲ့အခိုက်အတန့်လေးတွေကတော့ ့ဘောမှာနေတယ်ဒါပေမဲ့အဖြစ်ဖြစ်တဲ့ဟာလေးကိုမှတ်ထားပြီးတော့အဲ့အလေးကိုဒီချိန်မှာပွားလိုက်တာပေါ့နော်ပုံမှန်တော့အဲ့လိုအေးရအေးကြောင်းပဲနေတာအတင်းလိုက်ရံဖြစ်နေတဲ့သူမျိုးဆိုရင်တော့အဲဟိုကျွန်တော်တို့ဟိုပါပေါ့နော်ဒီခါလေးလူစကားတော့မပြောရင်နဲ့ကောက်ပက်လိုက်အဲရင်နဲ့ပက်လိုက်အေးတော့အောင်ပါကျွန်တော်အလုံးအေးတော့ငြိမ်တော့အောင်ပေါ့နော်စပိနာမှာခွေးဟောင်းရင်လည်းကျွန်တော်တခါကျရင်တအားထိမ့်မြန်ရေးလေးနဲ့ပတ်လိုက်တယ်ပေါ့နော်အဲ့လိုနေသွားသူလဲအဲ့လိုပေါ့ကျွန်တော်ခက်အေးအေး အဲနဲ့ပဲရှင်းလိုက်တာများပါတယ်ဒီမှာတော့ရင်းနဲ့ပတ်လို့မရဘူးဒီမှာဒီမှာပြန်ရန်ဖြစ်ရတယ်ပေါ့နော်ပြန်စီရတယ်နေနားမှာနေရတယ်အရန်ဘူးလောင်တယ်တက်လာအဲဘသူချက်ရမှာအဲ့လိုမဖြစ်ဘူးကျွန်တော်ကတော့သူ့ချက်တယ်ဆိုရင်ဟိုပါပေါ့နော်သူသူ့ထက်ပြောသလိုပဲကျွန်တော်ကယူယူမှုမှုအချက်တပါတယ်နော်ဂျိုးပေါက်နေသလားလေဆိုသူလည်းအဲ့လိုပြတယ် ရည်ရွယ်မှုချက်သွားရတယ်အဲ့လိုပါကျွန်တော်ဒါပေမဲ့အဲ့လိုပေါ့တိတ်ဆင်မပြေတဲ့ဟာတွေဆိုရင်တော့ကြာတော့ဟိုဆက်သွားမှာလားနားမှာလားအဲ့လိုဝေခွင့်မရဖြစ်တာတော့ပဲရှိတာကျွန်တော်ဘာလို့ဆိုအဲ့လိုမရှိပါဘူးတော်ရတယ်တောက်ဖို့တောက်ဖြစ်သွားတယ်အဲ့တက်ဆိုတောက်ပါပဲတောက်ချက်တယ်ရောက်ပဲပေါ့အတယောက်ပဲဟုတ်ကဲ့ဟုတ်တယ်တစ်ခါတယောက်ပဲကျွန်တော်အတွက်ကတော့အဲ့လိုပြောရွှင်စိတ်ချမ်းသာနေဖို့အဲဟိုเนาะကိုလည်းပြောသူလည်းပြောအဲ့လိုမျိုးဟာမျိုးဆိုရင်အချက် မှန်တယ်လို့ကျွန်တော်ကယူဆပါတယ်အချစ်ချစ်တယ်ဆိုပြီးပူနေရရင်တော့တိတ်မမှန်သေးဘူးလို့ကျွန်တော်ကနီလမ်းမမှန်ဘူးလို့ကျွန်တော်ကယူဆပါတယ်ဟုတ်ဒီကားလေးပြီးတော့တော့ကို့ဟောဘောစကားထဲကစက်ကောင်နံပါတ်လေးနဲ့ကို့နဲ့ဟိုလဲဟိုကို့တချို့ပြည်သက်တွေကဟိုခေါ်ကြတယ်သူတို့မှတ်မိတယ်ဆိုတော့ဘာပြောပြောအဲ့ကိုကိုလုပ်တဲ့ project လေးနည်းနည်းထိရောက်တယ်လို့ကျွန်တော်ကခံစားရပါတယ်ဒီဟာလေးပြီးသွားရင်လည်းကို့မတူတဲ့ ဇက်ကောင်လေးတွေလည်းရိုက်ထားသေးရရှိသေးတယ်ဗောနော်အခုဆိုရင် နောက်ထပ်အခုထပ်လာပြနေပြီဗောနော်ဒါလည်း application တစ်ခုမှပြပါတယ်အဲ့တော့မတူတဲ့ဟာလေးတွေပဲကျွန်တော်လုတ်ချင်ပါတယ်ဒီနောက်ပိုင်းလေးမတူဘူးကိုတော့လည်းအသက်ဆန်းဟိုအပြောင်းလဲစိန်ခုံဖြစ်တဲ့အရာပြည့်တတ်တယ်လည်းအသက်ဆန်းဖြစ်မှာပဲအများလို့ကြိုးစားပါတယ်ဆက်ပြီးတော့ဝေဖန်အချံပြူကြပါအောင်ဒီကားအပြည့်တဲ့လေးတွေလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းအကောင်းဆုံးကြိုးစားပါအောင်မယ်အားလုံးလည်းအရင်ချစ်ပါလို့ပြောချင်ပါတယ်